ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပြည်သားမြေကြောင်းရတော့ဒီအခုလက်ရှိပေါ့လေဒီရုရှားပြည်စင်အတွက်မှာနက်စကအုပ်ဖတ်ကိုယ်တိုင်ကိုးသွားခဲ့တဲ့မြန်မာနိုင်ငံမှာရုပ်ောက်ပွဲတင်ပတ်ပြုလုပ်မယ်ဆိုတဲ့ကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့လေကျွန်တော်ရဲ့အမြင်ကိုဒါတုံးသားပြောတာမှဖြစ်ပါတယ်ဆိုတော့ဒီဘီလာရုရှားနိုင်ငံမှာပေါ့လေဒါပြည်စင်ရှင်တို့ပြုလုပ်တယ်ပေါ့အဲ့ဒီမှာနက်စကအုပ်ဖတ်ကိုယ်တိုင်ပေါ့လေမြန်မာနိုင်ငံမှာရုပ်ောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလအောင်မဟုတ်2026ခုနှစ်ဒီဇင်နဝါရီလအစောဆုံးပေါ့လေဒါတင်ပတ်ပြုလုပ်မယ်ဆိုပြီးတော့ဒါဒီကိုယ်တိုင်ကပြောတော့ခဲ့တာဖြစ်ပါတယ်ဟုတ်ပါ ပြီးခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမမှုဖြစ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံတော်ကိုရေးပေါ်ကြီးညာပြီးတော့မှခိတ္တတာဝန်ယူရတာဖြစ်ပါတယ်။ဒါကြောင့်မကြခင်မှာလဲဟလာဥပဒေနဲ့ရွေးကောက်ပွဲကျင်းပတော့ဖို့ရှိပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်အဲဒီဇင်ဘာလဒုမဟုတ်2026ခုနှစ်ဇန်နဝါရီလအစောဆုံးကျွန်တော်ကျင်းပတော့ဖို့စီစဉ်ထားကြောင်းကျွန်တော်ပြောလိုပါတယ်။ရွေးကောက်ပွဲဝန်ကြီးတွေလည်းပါတီပေါင်း53ခုကဆင်းရဲပေးသွင်းထားပြီးဖြစ်ပါတယ်။ ယောဂဝေကျင့်ဘောပုံနဲ့ပတ်သက်ပြီးပြည်လာလူနိုင်ငံရဲ့လေးလာရေးဖွဲ့များကိုလည်းလာရောက်ကြီးရှိနိုင်ဖို့တဲ့ဖိတ်ကြားအပ်ပါတယ်။အော်ဒါကိုပြောခင်မှာပေါ့လေယောဂဝေရဲ့ဒါကိုရီးယားနဲ့ပတ်သက်ပြီးတော့ဒါနေငယ်ပတ်သက်ပြီးတော့ဖြစ်ပါတယ်။ဆိုတော့ဒီတော့ဒီယောဂဝေဆိုတာကတော့ဒီပြည်သူ့ကိုစားပေါ့လေနိုင်ငံတော်ဝန်တွေကထပ်ဆောင်နိုင်ဖို့အတွက်ဒါဒီလူအများစုရဲ့ထောက်ခံမဲ့ရရှိတဲ့ပုံပုကိုဒါဒီစနစ်ကြရွေးချယ်တင်ပြောက်တဲ့ဒါလုပ်ငန်းတရားပဲဖြစ်ပါတယ်။ဆိုတော့ဒီယောဂဝေစနစ်ဖြစ်တဲ့ပေါ့လေဒါခေတ်သစ်အာကိုစားပြုဒါဒီမိုကရေစီစနစ်ပုံစံကို အဲ့ဒီ18ရာစုလောက်ကလေးရတယ်စပြီးတော့ဒါကျင့်သုံးခဲ့တာဖြစ်ပါတယ်။ဆိုရင်နိုင်ငံတွေနဲ့ပေါ့လေဒါဒီမိုကရေစီစနစ်ကိုဒါကျင့်သုံးရတဲ့ပုံစံတွေကတနင်္ဂနွေတနင်္ဂနွေကမှဒါမတူညီဘူးဆိုမဲ့လို့ဒါဒီပြည်သူလူထုရတဲ့ဆန္ဒမဲအဆုံးဖြတ်ကဒါဒီမိုကရေစီစနစ်ရတာအစ်တရာအချိန်အကျဆုံးသောအသင်္ကေတလက္ခဏာဖြစ်တယ်လို့ယူကောက်ဝဲလုံခိုင်းစီရဲ့ဒါမော်ဒယ်ပဲဖြစ်ပါတယ်။ယူကောက်ဝဲမျိုးစားတွေကိုဒါဆက်ပြီးတော့ဒါလေ့လာကြည့်မယ်ဆိုလို့ရှိရင်လည်းအမြဲယူကောက်ဝဲတွေပြည်ထောင်စုအဆင့်ဥပဒေပြုလက်တော်တရက် အတွက်ဒါမှမဟုတ်ဒါလွှတ်တော်နှစ်ရက်အတွက်ရွေးကောက်ပွဲတွေဒါပြီးနေဒါမှမဟုတ်ဒါဒေသဆိုင်ရာဥပဒေပြုဒါလွှတ်တော်ရွေးကောက်ပွဲတွေဒါမြူနစ်စီပယ်ဒါမှမဟုတ်ဒါဒေသတရအုပ်ချုပ်ရေးဆိုင်ရာရွေးကောက်ပွဲနဲ့ဒါလူလူဆန္ဒခိုင်ပွဲဒါတွေဆိုပြီးတော့ရွေးကောက်ပွဲအမျိုးသားတွေဒါအများကြီးရှိနေတာဖြစ်ပါတယ်ဆိုတော့ရွေးကောက်ပွဲစနစ်တွေနဲ့ပတ်သက်ပြီးတော့လည်းဒီနိုင်ငံအများစုမှာပြင်သုံးနေပေါ့လေရွေးကောက်ပွဲစနစ်ဒါ၃မျိုးကိုလည်းဆက်လက်ပြီးတော့ဒါမျှော်တော့မှာဖြစ်တယ်ဆိုတော့ဒါကဘာလဲဆိုလို့ရှိရင်တော့ဒီ majority ဒါဒါမှမဟုတ်ဒီ plurality system လို့ခေါ်တဲ့ဒါဒီဘ ഹു အများစုဒါကိုစားပြုစနစ်ဒီ အဲ့ဒီ proportional representation ဒါ system ဒါချိုးကြဒါကိုစားပြီးနည်းတွေနဲ့ဒီပုံစံထားတဲ့စနစ်တွေဆိုပြီးတော့ဒါအသုံးပြုကြတာပဲဖြစ်ပါတယ်။အဲ့ဒီဥပမာနဲ့ပြောရလို့ရှိရင်ဒါဘုအများစုဒါကိုစားပြီးစနစ်ဆိုတာတော့ဒီအများဆုံးရရှိတဲ့ရရတဲ့စနစ်ပေါ့လေ FPTP စနစ်ရယ်အဲ့ဒါနှစ်ကြိုပြန်တဲ့စနစ်ပေါ့လေဒါ two round system ဒါ TRS ရယ်ဒါတင်းနေတဲ့မှုဦးစားပေးတဲ့စနစ်တွေကိုလည်း alternative both AV ရယ်ဒီကိုယ်လည်းဘောပြုစနစ်တွေကိုလည်းပေါ့လေဒီ block ပုံရယ်ဒါ party ဘောပြုတဲ့စနစ်ဒါ party block ပုံဒါတွေကိုဆိုတာဖြစ်ပါတယ် ော်ဒီအချိုးကျကိုစားပြုတဲ့စနစ်ဆိုတော့ဒီစင်းရဲလိုက်ပေါ့လေဒါအချိုးကျကိုစားပြုတဲ့စနစ်ဒါ list proportional representation ဒါ list pr နဲ့ဒါဖိတော့လို့ရတယ်ပေါ့လေဒါတမဲတဲ့မဲပေးတဲ့စနစ်ပေါ့ဒါဒီ stp ကိုဒါဆိုလိုတာလည်းဖြစ်ပါတယ်ဆိုတော့ဒီ list system ဆိုတော့ဒီအပြိုင်စနစ်ပေါ့လေဒါ parallel system နဲ့ဒါရုံးလို့ထားတဲ့ပုံစံနဲ့ဒါအချိုးကျစနစ်ဒါဒီ mmp ကိုဒါဆိုလိုတာဖြစ်ပါတယ်ဆိုရင်ဒါကတော့နိုင်ငံတကာမှာပေါ့လေဒါပြုတ်လို့တယ်ဒါဒီဒီရုပ်ောက်ပွဲပေါ့လေစနစ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့ဟိုဒါ ညောက်သွားတာဖြစ်ပါတယ်။ Sorry မြန်မာနိုင်ငံမှာလည်းဒါရုပ်ောက်ပွဲတယ်ဟောလေရုပ်ောက်ပွဲတွေကိုဒါလောက်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီလွတ်လပ်ရပြီတဲ့အချိန်ပေါ့လေပါလီမန်ဒီမိုကရေစီဒါရုပ်ောက်ပွဲကိုဒါ၃ချိန်လောက်ခဲ့တာဖြစ်ပါတယ်။အဲဒီ2000ဟိုရှစ်ပွဲစဉ်ပုံချိန်ကဥပဒေရပွဲဒါကျင်းပပြုလုပ်ခဲ့တယ်ဒါ2010ဒါတူတူရုပ်ောက်ပွဲရဲ့ပြီးတော့2012ဒီဂျာဖက်ရုပ်ောက်ပွဲရဲ့2015ဒါတူတူရုပ်ောက်ပွဲပြီးတော့2019ဒါဒီဂျာဖက်ရုပ်ောက်ပွဲရဲ့2018ဂျာဖက်ရုပ်ောက်ပွဲရဲ့ပြီးတော့ဒီအခုပေါ်လေဒါဒီ flash ရမနိုင်ငံအခု ီမတိမကြီးဖြစ်နေတဲ့ဒါအစလို့ပြောလို့ရတယ်ဒါ2020ဒါရုပ်ောက်ပွဲဆိုပြီးတော့ဒါရုပ်ောက်ပွဲလေဒါလောက်ခွေတာဖြစ်ပါတယ်ဆိုတော့ဒီအခုလက်ရှိမှာပေါ့လေဒါဒီနတ်ဆက်ကအစိုးရအနေနဲ့ဒီနိုင်ငံတာဝန်ကိုပေါ့လေဒါတွေ့ရနိုင်ဖို့အတွက်ဒါရုပ်ောက်ပွဲတရက်ကိုဒါကျင်းပပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီအဲ့ဒီရုပ်ောက်ပွဲကိုပေါ့လေ2025ခုနှစ်ဒါဒီဇင်ဘာလဒါမှမဟုတ်လို့ရှိရင်ဒါတော့ဒီ26ဒါဇန်နဝါရီလအစိုးဆုံးမှာဒါကျင်းပပြုလုပ်မှာဆိုပြီးတော့ဒီနတ်ဆက်ကဒီဥက္ကဋ္ဌကိုတိုင်းကြိုးခဲ့တာဖြစ်ပါတယ်အဲ့နဲ့ပတ်သက်ပြီးတော့ပေါ့လေဒီကတည်းကဥပဒေတည်ထိုင်ချက်တွေကိုလည်းဒါသတ်မှတ်တည်ထိုင်ချက်ဖြစ်တယ် ။ဆိုတော့ဒီ2025ခုနှစ်ဒီမတ်လအထိပေါ့လေနိုင်ငံရေးပါတီ56ပါတီပေါ့လေဒါသက်ပုံနဲ့ခိုင်ဖြစ်ပါတယ်။ဆိုတော့အဲ့ဒါတော့ဒီပြည်ထောင်စုအဆင့်ပါတီ9ပါတီနဲ့ဒါတနေ့သားကြည့်ပြီးရဲ့အဆင့်ပါတီပေါ့လေ59ပါတီအထိကိုဒါရှိခဲ့ပြီးဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ပေါ်လေဒါပြည်ထောင်စုအဆင့်နောက်လျှောက်ထားတဲ့ပါတီ9ပါတီပေါ့လေဒါသတ်မှတ်ထားတဲ့ဒါလေဥပဒေနဲ့အညီပေါ့ဒါစီစဉ်နေတာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာဒီပါတီဒါဝင်ရောက်ရှင်ပြန်နေဖို့တက်ပေါ့လေဒါဒီရွေးကောက်ပွဲဒါဒီဥပဒေကိုလေဒါပြင်ဆင်မှုတွေဒါပြုလုပ်ပေးခဲ့တာဖြစ်ပြီးတော့ပြည်ထောင်စုအဆင့်ပါတီတွေအတွက်ပေါ့လေဒါလိုအပ်ချက်တွေကိုလည်း ဒါရှုတ်ချပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဥမာနဲ့ပြောလို့ရှိရင်ဒါပါတီဝင်ဥယေပေါ့လေတော်တော်သိမ်းရနေပြီးတော့ဒီမားတောင်အထိကိုဒါရှုတ်ချပေးခဲ့တာဖြစ်တယ်ဟိုဒီဂျုံဖွင့်ဖို့ပေါ်တဲ့ဒါလိုအပ်တဲ့ဒါမြို့နယ်ဒါအရေးအတွက်ကိုဒါမြို့နယ်ပေါင်းဒါ330တဝက်ပြန်ထုတ်ပြန်မှမြို့နယ်ရနေဒါဒီသုံးပုံတပုံပေါ့ဒါ130မြို့နယ်တီးကိုဒါရှုတ်ချပေးခဲ့တာဖြစ်ပါတယ်အဲနိုင်ငံရေးပါတီတွေရဲ့ဒါဖွဲ့စည်းမှုအနေနဲ့ပေါ့လေဒါပြည်တော်စုအစ်စ်ဒါပါတီတွေဆိုလို့ရှိရင်ဒါ USDP NUP ND ဒီ FPPP အပါအဝင်ပေါ့ဒီခုနှစ်ပါတီကိုဒါဖက်ပုံနဲ့ချက်ထားပေးပြီးတော့ ဒီနေ့သားကြီးပြည်နယ်အဆင့်ဒါပါတီတွေဆိုလို့ရှိရင်တခိုင်းအရှင်ကရဒီရှမ်းမွန်စခိုင်းဆိုပြီးတော့ဒီတိုင်းရဲသားအခြေပြုပါတီဒါ59ပါတီအထိကိုဒါရှိနေပြီဖြစ်ပါတယ်။ပြီးနောက်ဆုံးပြောချင်တာကတော့ဒီနတ်ဆက်ခါရဲနဲ့ပွဲဒါချစ်လုံငန်းစခိုင်းနဲ့အကြီးဒါရေကောက်ပွတရက်ကိုဒါလုံဆောင်တော့မှာဖြစ်ပါတယ်။ဆိုတော့ဒါမှမဟုတ်ဒါရေကောက်ပွကျင်းပနိုင်ဖို့အတွက်ပေါ့လေဒါဒီစင်ကုန်မှုတွေဒါရှိနေတာဖြစ်တယ်။အဲအထူးသဖြင့်ဒါဒီစစ်ဘေးတံကိုခံနေရတဲ့ဒါပြည်သားတွေမှာဒါရေကောက်ပွကျင်းပဖို့တက်ခဲခဲတယ်ဒါရှိနေတာဖြစ်ပါတယ်။ဆိုတော့ဒီညတောင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီရခိုင်တို့ရှမ်းတို့ဒီကယား ီကချင်ပေါ့လေဒါဒီဒေတာတွေအပြင်ဒါဒီတချို့တော့ဒါဒေတာတွေဒါမြို့နယ်တွေမှာဒီကောဝင်ကျင်းပနိုင်ဖို့အတွက်ပေါ့လေဒါခက်ခဲတယ်ဒါရှိနေတာဖြစ်ပါတယ်ဒါဒီစကိုင်းနဲ့ဒါရှမ်းပါဆိုလို့ရှိရင်ဒါလွန်တွေးကြောင်းပြချက်တွေကြောင်းပေါ့မြို့နယ်50ရာခိုင်နှုန်းတော်မှာဒီကောဝင်ကျင်းပနိုင်ဖို့အတွက်ဒါခက်ခဲဒါရှိနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီနိုင်ငံတကာကလည်းဒီလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပေါ့လေဒါရောက်ထနိုင်ဖို့အတွက်ဒီအဆက်ကကိုဒါဒီဒီကောဝင်တရက်ဒါကျမပြည်သူเนี่ยပြည်စီရှင်လည်းပေါ့လေဒါဆန္ဒရှိကြတာဖြစ်တယ်ဆိုတော့ဒါကြောင့်မို့လို့ဒါဘလို့အခက်အခဲမျိုးတွေပဲရှိရှိပေါ့လေဒါဒီ တရုတ်ရုရှားအိန္ဒိယနဲ့အာဆီယံနိုင်ငံတွေရဲ့တောက်ခံမှုတွေရရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအခုလာမဲ့ရေကောက်ွယ်ရပါလို့အောင်မြင်တဲ့ရေကောက်ွယ်တည်းကဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်